အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအတွက် hostel တစ်ခုဟောပေးခြင်းနဲ့ဗျာနော်အဲ့တော့ဟာကျွန်တော်တို့မကြမင်းမြမယောကနှစ်သက်ကိုကူပြောင်းတော့မှာဖြစ်တယ်ဗောလေ1386ခုနှစ်ကနေ1389ခုနှစ်ကိုကူပြောင်းတော့မှာဗောအဲ့တော့နှစ်တစ်နှစ်ကူပြောင်းတိုင်းကူပြောင်းတိုင်းမှာအဲ့နှစ်မှာကံကောင်းတဲ့နေ့လေးတွေရှိသလိုကံညံ့တဲ့အဲနေ့နံလေးတွေလည်းရှိကြတယ်ဗောလေဒါကလည်းအများအားဖြစ်နေတဲ့ကိစ္စပါပဲမထူးဆန်းပါဘူးဗျာနော် ဲ့တော့အဲ့လိုညံ့တဲ့အထက်ကနေမှသူများတွေကပုံညံ့တဲ့နေနိုင်ခြင်းတူခိုင်းအောင်ဖွာတာခြင်းကွာတော့အဲတခြားသူတွေကပုံညံ့တဲ့ဖွာတာနေနိုင်နေတဲ့တက်သက်ရှိတယ်အဲ့လိုပဲကံကောင်းတယ်လို့ပြောတော့လည်းပဲအဲ့ပုံမှန်ကံကောင်းတဲ့သူတွေထက်တခြားသူတွေကပို့ပြီးထူးထူးချွန်ချွန်နဲ့ခြုံထွက်ပြီးကောင်းတဲ့နေနိုင်ဖွာစားတာလေးတွေဆိုပြီးတည်တံခွဲထွက်သွားတာရှိသေးတယ်ဗျအဲ့တော့ကျွန်တော်ခုကမှတနင်္လာသားသမီးတွေတော့ဟောမယ်ဗောလေဟောတဲ့ခါမှာတနင်္လာသားသမီးတွေကအဲတနစ်စာဟောစတဲ့ဆိုတော့တသက်ဟောပြီးခဲ့ပြီအခုကကြတော့တရင်းလာသားသမီးတွေဒီအခုလာမဲ့နှစ်သက်မှာ 1389ခုနှစ်မှာကံညံ့တဲ့နေနံလေးတွေမှာသွားပါတာတွေ့ရတယ်။အဲ့ဒါတော့အရှိတရားပဲပေါ့လေ။အဲ့တော့အဲ့လိုညံ့တဲ့အထဲမှာရှိတယ်လို့ကျွန်တော်တို့ပြောတော်လဲပဲမြန်မာနိုင်ငံမှာတနင်္လာတာလီပောင်တန်းတဲ့ချီရှိတာဗျာ။ဟိုကံညံ့မယ်ဆိုတော့အာလုံးကြီးလိုက်ညံ့ရမယ်လို့မှမဟုတ်တာဟုတ်။ကောင်းတဲ့ဆိုတိုင်းလည်းအာလုံးကြီးလိုက်ကောင်းမှာမှမဟုတ်တာ။တဟုတယောက်ချင်းစီရဲ့အဖွားတရာတွေပေါ်မူတည်ပြီးရောက်စဲအသက်တွေပေါ်မူတည်ပြီးကောင်းခြင်းဆိုးခြင်းတွေကတော့ကွာခြားမှုရှိကြတာပေါ့လေ။အဲ့တော့ကျွန်တော်ခုဟောမှာကအဲ့ညံ့ပါတယ်ဆိုတော့တနင်္လာတာသမီးတွေတဲကမှာ တခြားဖွားသားတာတွေတခြားသူတွေထက်တခြားတနင်္လာသားသမီးတွေထက်ပုံညံ့တဲ့အဖွားလေးတခုရှိတယ်အဲ့ဒါဘာလဲလို့မေးလို့ရှိရင်တနင်္လာပူရီဘွားတွေပါပဲဟောမှာတော့အားနာတယ်ဒါပေမဲ့လို့ကိုယ်ကံကိုသိတဲ့အခါမှာရှောင်းဆောင်လေးတွေတိဖို့အတွက်ကျွန်တော်ဟောပေးခြင်းဖြစ်တယ်အရှိတရားဒါဗေဒင်မျက်နှာပဲကြည့်ခေါ်တာပေါ့လေဘာကြောင့်လဲဆိုတော့ဒီနှစ်မှာအဲ့တနင်္လာပူရီဘွားဇာရာရှင်ဒီပူတိမှာပူတိထက်တဲ့အတွက်ပူတိဆိုတာအပုတ်ဗျာအပုတ်မှာအပုတ်ထက်တော့အပုတ်နှစ်ထပ်ကွာလို့ခေါ်တာပေါ့လေပူတိမှာပူတိထက်တဲ့နှစ်ဖြစ်တဲ့အတွက် ို့ပြီးတော့ကန်ညံ့တယ်နော်တရင်လာသာသမီးတူနောက်မှတရင်လာယာသာဘွားတို့အဒီပတိဘွားတို့ကညံ့ကမှညံ့အောင်တို့ကတက်တက်တတာဖြစ်သေးတဲ့စိုးစိုးဝါမဖြစ်နိုင်ဘူးဗောလေဒီပုတိမှာပုတိထက်တဲ့နှစ်ကတော့တော်တော်လေးဆိုးတယ်ဗျအဲ့တော့အဲ့လိုမျိုးပုတိမှာပုတိထက်ပြီးဆိုရင်ဘာဖြစ်မလဲတဲ့ဗေဒင်မျက်နှာပဲကြည့်ပြီးဟောမယ်ဗျာနော်အဲလူတွေကြတော့လိုက်မဟုတ်ဘူးဗောအဲ့တော့လူမှုဆက်ဆံရေးနဲ့ပတ်သက်ရင်အမရညံ့ပြင်းတဲ့အနေအထားတွေကြုံဝကြုံရတော့မယ်မကောင်းတဲ့မိတ်ဆွေတွေသူငယ်ချင်းတွေကိုယ့်ဘေးနားမှာပတ်ပတ်လဲဝိုင်းရံနေနေမယ်ကိုယ့်မကောင်းတာတွေလှုပ်ဖို့အတွက်နော် ဝိုင်းဝင်းမြူဆွယ်နေလိုက်မယ်အဲ့တော့ဥပမာအဖြစ်ကိုကမတောက်ထမစားတတ်တဲ့သူတွေဆိုရင်အဓိကကမှအဲ့ခုနကမကောင်းတဲ့အပေါင်းအသင်းတွေကကိုကိုတောက်ဖို့စားဖို့ပျော်ဖို့ပါဖို့အဲမြူဆွယ်လိုက်မယ်ဟုတ်ပြီနော်ဖြက်စီလို့ဖြက်လို့ဖြက်စီပြီးဝိုင်းဝင်းမြူဆွယ်ကြမယ်အဲ့ဒါကိုနားမယောင်လို့တော့လို့တယ်ကိုကံကိုသိရင်ပြင်လို့ရတယ်နော်အဓိကကမှခုနကလိုပေါ့ KTV သွားမယ်မဆက်သွားမယ်တောက်မယ်ပျော်မယ်စားမယ်ကလတ်တက်မယ်နှာဥထွက်မယ်စသည်အားဖြင့်မကောင်းတဲ့ဟာတွေဝိုင်းဝန်းမြူဆွယ်နေလိုက်မယ် နောက်ဆုံးများလောင်းစားမလုပ်တဲ့သူဆိုလည်းဒီကာလမှာလောင်းစားလုပ်တတ်ဖို့နှလုံးသုံးလုံးထိုးဖို့စသည်အားဖြင့်မြူဆွဲတာမျိုးတွေကြုံကြုံရနိုင်မယ်အဲ့တော့အဲ့လိုမျိုးကိုယ်ဒီမိတ်ဆွေသူငယ်ချင်းတွေရဲ့ပတ်ပတ်လည်ဝိုင်းပြီးတော့မကောင်းတဲ့ဘက်ကိုဆွဲတဲ့ဘက်ကိုအတက်နိုင်ဆုံးထိမ့်သိမ်းကကွယ်ဆောက်ရှောက်ဖို့လိုတယ်ပြီးရင်အရန်ရည်ရပါတယ်ဆိုတော့အဲ့လှုပ်ဖို့ကင်မတ်တွေရဲ့အကောက်ကြံမှုကိုထေချာပေါက်ကြုံရနိုင်မယ်ဗျာနော်ဒါအပြင်သူကဘယ်လိုဖြစ်လဲဆိုတော့ဒီကာလမှာဗျကိုတို့ကိုယ့်ဘောအရန်ကောင်းတဲ့ကိုယ့်ရဲ့ကောင်းကျိုးကိုလိုလားတဲ့မိတ်ကောင်းဆွေကောင်းနေနေကြတော့ လမ်းခွဲတယ်ကိုယ့်စီကနေထွက်သွားတယ်မကောင်းတဲ့သူတွေကအစားဝင်ရောက်လာတယ်ကိုကိုတိုင်းကလည်းကောင်းတဲ့သူတွေပေါ်ဆိုလို့ရှိရင်ပေါ့လေအမြင်မကြည့်ဘူးအထင်လွဲတာတွေဖြစ်တယ်ကိုကိုမကောင်းမနဲ့ခုနကမြောက်ပင့်ပြီးတော့အဲ့လိုမျိုးကပ်ပါရပါစားတဲ့လူတွေကိုကိုဖျက်လို့ဖျက်စီးရှိတဲ့သူတွေအပေါ်တကယ်ကောင်းတယ်ဆိုပြီးတော့အထင်မြင်အဲ့လိုမျိုးမားပြီးတော့သူတို့လက်ခံတယ်ကိုရဲ့အကျိုးလိုလာပြီးတော့လိုအပ်လို့ရှိရင်အမုန်းခံပြီးတော့ကာကွယ်ပေးတယ်ပြောဆိုပေးတဲ့သူဆိုလို့ရှိရင်တော့မကောင်းထင်တယ်ဆိုတဲ့စိတ်ဆိုကြီးဝင်ရောဝင်လာတတ်တယ် အဲ့လိုဖြစ်ခဲ့တော့ဒါကံကြောက်ဖြစ်တာမဟုတ်လူကြောက်ဖြစ်တာမျိုးသိစေခြင်းနဲ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့အတွက်တော်တော်လေးသတိထားပါနော်အဲ့တော့အပေါင်းအသင်းတွေအရန်ခရူးဆိုင်ကလည်းမယ်ပြီးတော့ဒီကာလမှာအလုပ်တွေပါတယ်လုပ်တဲ့သူတွေဆိုရင်စက်တူရှယ်ယာလုပ်ငန်းတွေလုပ်တဲ့သူတွေအဆင်မပြေဘူးဗျပြက်စီးတတ်တယ်သဘောထားကွဲလိုက်တာတွေဘလို့မှညှိနှိုင်လို့မရတဲ့အနေအထားတွေကြောင့်လမ်းခွဲရတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဒီလိုမျိုးမျိုးမှာဆပြီးတော့စက်တူရှယ်ယာဆလုပ်မယ်ဆိုရင်တာထမကောင်းဘူးပေါ့လေမလုပ်တဲ့နဲ့ထမပါတဲ့အတွက်အဆင်မပြေဘူးဖြစ်တတ်တယ်အထူးအထူးသတိထားပါ ဒါအပြင်တရင်လာတို့ဒီအခြေငွေချေဒါတွေကိုသွားကိုစားပြုတယ်အမှအခြေနဲ့ပတ်သက်ရင်ဒီနှစ်ကအခြေရောအိမ်တော်ရောအမရန်ကန်ညံ့တယ်ဗျာနော်ဘလို့ကန်ညံ့လဲလို့မေးလို့ရှိရင်ဖုံးွက်ထားတဲ့အရာတွေအများကြီးဖြစ်လာလိမ့်မယ်အဲအမရန်တန်ပြောရမယ်ဆိုရင်တချို့တွေများဆိုရင်လင်ငယ်မြေငယ်ကိစ္စတွေတတိယတယောက်ပေါ်တဲ့ကိစ္စတွေပါဖြစ်လာတတ်တယ်ပြီးတော့တယောက်တင်တနေရာစီပေါ့လေခွဲနေရတဲ့သူတွေတယောက်တစ်မျိုးစီခွဲနေရတာတယောက်တစ်နိုင်ငံစီခွဲနေရတဲ့သူတွေဆိုရင်ကွဲရမှာ အခြေအိမ်တော်နဲ့ပတ်သက်ပြီးတတိယတယောက်တွေပေါ်တတ်တယ်သူ့ဘက်ကလည်းပေါ်တတ်တယ်လို့ကိုယ့်ဘက်ကလည်းပေါ်တာရှုပ်ရှက်ခတဲ့အနေအထားတွေဖြစ်တဲ့အခါမှာအခြေအိမ်တော်ကြီးတွေမှာကွဲပြဲတတ်တယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ဆွေမျိုးအတိုင်းအဝန်းအနေနဲ့မသိမမြတ်ဖြစ်တာမျိုးတွေကြုံရတတ်တယ်ဒီစတဲ့ဆိုရင်ဒီကာလမှာဟိုမကောင်းတာအများကြီးတည်တဲ့အတိုင်းလွတ်မချနိုင်လို့ရှစ်တို့လွတ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့မိဘဆွေမျိုးကြီးကိုမောင်နှမတွေရဲ့အမွေဖြတ်စွန့်ခြင်းခံရတယ်အိမ်ဘဝငြိမ်ချခြင်းခံရတယ်ဆိုတာမျိုးအစားသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားရမယ် ဓာတ်ရောမယ်ဗျာဒီကာလမှာ तू ကအလိုလိုစိတ်ကိုပါဗောလေမကောင်းတဲ့အပျော်ပါးဝဲခဲ့ရတဲ့နေရာမှာပဲကျင်လည်သွားတတ်တဲ့ဆိုတဲ့ဟာမျိုးကြီးသွားကြုံရတတ်တဲ့စိတ်ကအိပ်ပကြီးကိုပဲယာနေလိုက်မယ်အဲ့တော့ဘာသာရေးတော့တော်တော်လေးဖိလုပ်ကြမယ်အသည့်သတိနဲ့ကုတ်ကုတ်ကိုထိန်းချုပ်ကြမယ်အထူးသဖြင့်ဒီကာလမှာလောင်းကစားဒုက္ခပိတ်ယူပေးတယ်ဗျာနော်အခုခေတ်မှာလောင်းကစားတွေအမှန်ပေါ်နေတယ်နော်ဖုန်းနဲ့လည်းဆက်လို့ရတယ်ဆိုတော့နှလုံးသုံးလုံးထိုးတဲ့ကိစ္စတွေကနောက်ဆုံးဖျက်ရတဲ့ကိစ္စတွေကအဆနော်ငါးပြိကိန်းတို့ဘူးယူစတဲ့ရပြီအဲ့ဒါမျိုးတွေလောက်တာအဆအဲ့ထက်တော့မှသွားပြီးညှိစုံရရင်ဘာဖြစ်လဲဆိုတော့ ဘဝပြတ်တယ်ဗျရှိတာတွေအိမ်နေချန်နေပေါင်းရောင်းထုတ်ရတဲ့အနေထားတွေတချို့တွေဆိုရင်ထွက်ပြေးရတဲ့အနေထားတွေနာမည်ကွန်းသင်းစာတွေကြားတဲ့အနေထားတွေဖြစ်ပြီးတော့ဟိုတချို့တွေဆိုရင်ကလိုင်းသုံးကုန်တော့မှကိုယ့်ရဲ့ profile ပုံအမှန်မတင်ရတဲ့အနေထားထိဖြစ်သွားတတ်တယ်ဂယုဆိုင်ပြီပါလို့ဒါကျွန်တော်အမုန်းခံပြီးပြောပြတာဒါအပြင်တင်တာတို့ပါမစ်တို့အဲ့လိုမျိုးအပြန်အလှန်စီးပွားရေးလုပ်ငန်းတွေလုပ်လို့ရှိရင်လည်းရှုံးနေတယ်ဗျအဆင်မပြေဘူးဗျအဲ့ဒါနဲ့ပို့ဆိုတာကျွန်တော်အရင်စိတ်ပူတာလေးတခုပါသူကနာမည်ကုန်သတင်းများလူတယောက်မှာ အများအားပြောတယ်ပေါ့လူသင်သင်နာမည်မသိဘူးဆိုတာမျိုးပေါ့ဘာကြောင့်လဲဆိုတော့ဒီကာလမှာသူကနာမည်ကုန်သည်ကအမရန်ထိခိုက်တယ်နာမည်ကုန်သည်တော့ကြော်ကြတယ်အဲ့ကြော်ကြတဲ့ကုန်သည်ကကောင်းသောကုန်သည်မဟုတ်ဘူးမကောင်းတဲ့ကုန်သည်နဲ့ကြော်ကြတယ်ဗျာအချင်းအိမ်တော်တွေနဲ့ပတ်သက်ပြီးဆိုရင်ထားပါတော့ဟိုမလွတ်လပ်တဲ့ဟာတွေနဲ့သွားပတ်သက်မိတယ်ဆိုပြီးတော့မကောင်းတဲ့ကုန်သည်နဲ့ကြော်ကြတာငွေချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းခုနကလိုအစင်မပြေတာတွေမပေးနိုင်တာမျိုးတွေအမှားယဉ်ဖြစ်မိသွားတာတို့ကရကြော်ရွာကြော်ဖြစ်တာဒါတွေအစမကောင်းတဲ့ကုန်သည်တွေအဲ့လိုမျိုးဖြစ်တတ်တယ်ပြီးတော့ယာရုတွေပါရှိတဲ့သူတွေဆိုရင်ဒီကာလမှာယာရုနှိမ့်ကြွားတာ အလုတ်ပြုတ်တာအဲ့လိုမျိုးတွေအားစားသွားဖြစ်တယ်လေကိုယ့်ရဲ့အာနာဇက်တွေမင်းမင်းရော့ပါတယ်ဆိုတဲ့အနေထားတေချာပေါက်ကြုံရတတ်တယ်နောက်ဆုံးများဒီကားမှာသူတော်ကောင်းဖြစ်နေခဲ့ရင်တောင်မှအဖြတ်စည်းဝင်တယ်ဆိုကြပါစို့ဥပမာရဟန်းတန်ဃာတော်တွေဖြစ်နေခဲ့ရင်တောင်မှဟိုအမျိုးသမီးတွေမာတုကမာတွေရဲ့ဖြတ်လို့ဖြတ်စည်းမှုတွေကြောင့်သင်ငန်းချုပ်ပြီးလူထွက်ရတယ်ဆိုတဲ့နှစ်မျိုးတွေမှာသွားပါတတ်တဲ့အတွက်အထူးသတိထားပေးဒါကျွန်တော်စကားကုန်ပြောတာဖြစ်တဲ့အတွက်အထူးသတိထားပေးပါတရားပြတ်တဲ့အနေထားတွေဖြစ်တတ်တယ် ပြီးတော့ကောက်ဝဲသီးနှံတွေဘာတွေစိုက်ပျိုးတဲ့လုပ်ငန်းတွေလောက်ကနေတဲ့တောင်သူဥကြီးတွေဖြစ်ခဲ့မယ်ဆိုရင်လည်းဒီကာလမှာဘယ်လိုပြောမလဲပြက်စီဆုံးရှုံးတာမျိုးတွေသွားပြီးကြုံရတတ်တယ်။တဘောင်ကဘေးရန်နေရာတွေရောက်ကိုယ့်ရဲ့လုပ်ငန်းတွေထိခိုက်ဆုံးရှုံးမှုတွေဖြစ်တတ်တယ်။လူမှုရေးတို့နိုင်ငံရေးတို့ပါတီတို့အဲ့ဒီမှာလုပ်နေတဲ့သူမျိုးတွေဆိုရင်ပုတိမှာပုတိထက်တဲ့အတွက်လူမှုထောက်ခံအားပေးမှုအမှန်တန်ညံ့ဖြစ်နေမကောင်းတဲ့အပုံနဲ့နေထွက်တတ်တယ်ပေါ့။ဟာဒီအဖွဲ့စည်းကြီးကဘာဖြစ်တယ်လို့မကောင်းဘူးလို့ဘလို့ဖြစ်တယ်လို့ဝိုင်းဝန်းကဲ့ရတယ်။အဲ့လိုဟာမျိုးကြီးသွားထွက်တတ်တဲ့အနေအထားကြီးဖြစ်တယ်။ဒါအရှိတရားပဲ။ ပူရိမပူရိထက်တဲ့နှစ်ကအမရညံ့တယ်။ညံ့တာကယိုတနညံ့တာမဟုတ်ဘူးဗျ။သူကမကောင်းတဲ့နာမည်ဂုဏ်သိက္ခာလေးကြဆင်းပြီးတော့ကြော်ကြပြီးကြတဲ့အကြလို့ခေါ်တယ်။တခြားကလည်းမတူဘူးပေါ့လေ။အဲ့တော့တော်တော်လေးဂယုဆိုင်ကမယ်။အဲ့တော့အဲ့လိုမျိုးပူရိမပူရိထရင်ဘာဖြစ်မလဲဆိုပြီးအားလုံးကိုခြုံရင်းကြည့်လိုက်မယ်ဆိုရင်နံပါတ်1မဟုတ်မဟုတ်တာတွေအဆွတ်ဆွဲခံရတဲ့ဂိမ်းရှိတဲ့အတွက်နေပုံထိုင်ပုံတွေအဆအဆရရသတိထားမယ်။နံပါတ်2ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေပြက်စီးတတ်တယ်။နံပါတ်3ခုနကလိုမိကောင်းဆွေကောင်းနေညီကောင်မောင်မတွေကိုအကျိုးလိုလာတဲ့သူတွေနဲ့စိတ်ဝမ်းကွယ်ပြီးတော့ ဟိုပြဿနာဖြစ်လာတယ်ဗောလေတော်တော်လေးသတိထားမယ်နောက်နံပါတ်၄ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့မိတ်ဆွေကနေရန်သူဖြစ်သွားတတ်တဲ့ကဲရန်သူကကြတော့ဟိုကို့ဘောမကောင်းကြံတဲ့သူတွေကြတော့အပြောလေးချေချုံနဲ့ကို့နာအောင်လာကို့ရဲ့တကယ်ကောင်းတဲ့သူတွေကြတော့ကို့နာနေထွက်သွားကိုကလည်းအမြင်မကြည့်ဘူးဆိုပြီးတော့စိတ်ဝမ်းကွဲတဲ့ဆိုတဲ့အနေထားပြောင်းပြန်ဆောက်လို့ဖြစ်တတ်တယ်နောက်နံပါတ်၅ဘာဖြစ်လဲဆိုတော့ဒီကာလမှာချစ်သူအိမ်တော်ဘက်လင်မယားချင်းစကားများရန်ဖြစ်တယ်ဖြစ်တဲ့အခါမှာတယောက်ကိုတယောက်တိမခံနိုင်မဲနဲ့ကိုယ့်ရဲ့ကွာတဲ့အနေထားတွေထိသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားမယ် နံပါတ်6အချက်ကတော့အရန်ရေးကြည့်ပါတယ်အချက်တကွယ်အကျိုးနဲ့ဖြစ်တတ်တယ်ဆိုတော့ကိစ္စမကြာခဏကြုံရတတ်တယ်တခါလည်းမဟုတ်ဘူးနော်ခဏခဏကြုံရတတ်တယ်အဲ့ဒါကြီးကအရှိတရားကြီးပဲအဲ့တော့အဲ့ကိုကံကိုသိပြီဆိုရင်ကိုရဲ့နေပုံထိုင်ပုံတွေပြင်မယ်ခုနကတော့ဘယ်သူကကောင်းလဲဘယ်သူကမကောင်းဘူးချင့်ချင်ပြီးပေါင်းသင့်မယ်အပျော်ပါဝဲကြရခက်ကနေမဝင်မဝင်အောင်အတက်နိုင်ဆုံးရှောင်ထွက်မယ်လောင်းစားကိစ္စတွေအတက်နိုင်ဆုံးခင်းခင်းရှင်းရှင်းနေမယ်စစီအပြင်အဲ့လိုမျိုးလောက်ခဲ့မယ်ဆိုရင်အညံ့ကြုံတော့ကျွန်တော်တို့ကိုကံကိုရှိတော့ကာကွယ်နိုင်တယ်ဗျတရားဖြစ်မဲ့နေရ90ကာကွယ်နိုင်တယ် အဲ့ဒါတော့ပို့ပြီးကောင်းအောင်ရရလေးအနေနဲ့ကျွန်တော်တို့ခြေမယ်ပေါ့ဘယ်လိုခြေရမလဲဆိုလို့ရှိရင်ဒီကလာမှာဘယ်လိုပြောမလဲတလင်းလာနံလို့ခေါ်တာပေါ့လေအဲ့တော့ငားမကြခဏလွတ်ပေးရမယ်ဗျာနော်ငားလွတ်ဖြစ်အောင်လွတ်ပေးတက်စီလွတ်ပေးဖြစ်နိုင်လို့ရှိရင်တလင်းလာနေညံ့နေတိုင်းညံ့နေတိုင်းစီးစင်းတဲ့ချောင်းလုံးမြစ်တို့လိုရေရှင်မှာလွတ်ဖြစ်အောင်လွတ်ပေးပြီးတော့ခေါင်းလောင်းပေါ့လေကြီးနေလို့တဲ့ခေါင်းလောင်းအဲ့ဒီခေါင်းလောင်းမှာ ခေါင်းလောင်းဆိုအလဲမှာကြက်ရှာလေးပါတယ်ကြက်ရှာမှာကိုယ့်ရဲ့နာမည်နဲ့နာလေးရေးထိုးတရင်လာနေမနဲ့စောစောဇီရီတော်တစုစုရဲ့တရင်ကတောင်အမြင့်တဲ့နေရာမှာချိတ်ဆွဲလူတန်းပေးရမယ်ဒီတိုက်လို့ခေါင်းလောင်းလေးကကလင်ကလင်မီတာနဲ့အများကိုယ့်ရဲ့ငွေကြေးတွေအစင်ပြလာလိမ့်မယ်မကြာခဏငားစာကျူးခြင်းငားလွတ်ခြင်းခွေးသာကျူးခြင်းငတ်စာကျူးခြင်းစသည်အားဖြင့်လုတ်ပြအောင်လုတ်ပေးပြီးတော့မကြာခဏဟိုဖះမှာ ရေတက်စစ်တက်ပဲပေးဖောင်းနိုင်ပြီးတက်စစ်ပူတော်ပေးတပြင်းညွန်တက်စစ်ကပ်ပေးအဲ့လိုမျိုးလေးတွေလုတ်ခြင်းအားဖြင့်အညံ့လေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဗျာနော်